တနင်္သာရီဂယ်လာရီရဲ့အတန်းဆောင်ပါကဏ္ဍကိုတင်ဆက်ပါတော့မယ်။ဒီတစ်ပတ်အတန်းဆောင်ပါကဏ္ဍမှာတော့အေသင်ရဲ့ရှေးကျောက်စာအရေးနဲ့တဝဲစကားအတန်းဆောင်ပါကိုတင်ဆက်မှာပါ။ရှိကျောက်စာအရေးနဲ့တဝဲစကားတန်ဆရာဇော်ကြီးကတဝဲတေးဟောင်းများအကြောင်းရေးသားခဲ့ရာတွင်တဝဲဘက်တွင် ပြောကြသောစကားတန်သည် ပကံခိကောင်းစားစဉ်အခါကရေးထိုးခဲ့သောကြောက်စာများရှိမြမစကားအချို့နှင့်ဆင်တူသည်ဟုထည့်သွင်းခဲ့သည်ဤတွင်ပကံခိကောင်းစဉ်ကထိုအရ၌ကျင်လည်သူများ၏စကားသံသည်မိတုရှိမည်နည်းဟုအတွေ့ပေါ်လာသည်အဘယ်ကြောင့်ဆိုသော အရေးနှင့်အတန်ထွက်မှကွဲလွဲတတ်သောသဘောရှိခြင်းနှင့်ကြောက်စာရေးထိုးသောခိကအတန်ကိုအတန်သွင်းမှတ်တမ်းယူထားနိုင်ခြင်းမျိုးမရှိခြင်းတို့ကြောင့်ပင်ဖြစ်သည်ဆရာဇော်ကြီးက တဝဲဖက်ကပြောသောစကားတွင်လတ်တန်နှော၍ပါတီကိုကြောက်စာအရေးနှင့်ထောက်ပြခဲ့သည်ဆရာကလက်သက်ရှိဖျားကြောက်စာတွင်မြေကိုမလီကျောင်းကိုကလောင်းဟုဖော်ပြထားကြောင်းဖော်ပြခဲ့သည်ဤဒီမှာတဝဲဖက်ကပြောတန်နှင့်စင်တူသည်ဟုဆိုသည်ထို့သောစင်တူသည်ဟုသောအချက်ကိုစိတ်ဝင်စားမိသည်နှင့်လက်လန်းမီယာကြောက်စာတချို့ကိုဖတ်ဖြစ်ရာအောက်ပါတိုင်းတွေ့ရသည် သတိပြုမိသည်မှာကြောက်စာအများစုတွင်ယခုခေတ်ကဲ့သို့ဝိဆာနှလုံးပေါက်ကိုတုံးခြင်းမရှိပေ။လက်ကရက်ရှေ့ရာတစ်ခုကကြောင်းကို မြေလှူသောကြောက်စာစကိုင်းမြို့ထူပါယုံကြောက်စာယုံရှိ အမှတ်35ကာကြီးခခွေးနှင့်ပိတူတင်ကရာစာကြောင်းကြောက်စာရှေ့ရာတစ်ခုနှင့်ပိတူတင်ကရာစာစီးခုံကြောက်စာရှေ့ရာ3ခုများတွင်မြေမလီကြောင်းကလောင်းထီးဖြူထီးဖလူး ချို့ခလော့ကျွလော့ကလော့လော့ကြစွာကလစွာမြေရင် မလေရင်ကျိုးပဲ့ကလုပဲ့ဟူသောအရေးကို တွေ့ရသည် ထို့အပြင်အချို့သောကြောက်စာများတွင်လည်းဖြင်းဖြူဖြင်းဘလူးဆင်းဖြူဆင်းဘလူးကြောက်ဖြာကလော့ဖြာပြုဘလူးဖြိတ်ဖလိပြန်ပလန်အစရှိသော အရေးသားများကို တွေ့ရသည် တဝဲစကားတန်ပါ လပ်လန်ထက်ဖတ်လျင်ကဖတ်ရပြီးမှမခက်ပဲဆိုလိုရင်းကိုသဘောပေါက်လွယ်သည်ဟုခံစားရသည်တတိထားမိသည်မှာဖြစ်ကိုလဲဖလက်ကြက်ကိုကလပ်ဟုလဲသုံးထားသည် အလူပြု၍ရေဆက်ချသည်ကိုလဲရေစင်တော်ကလပ်ဤဟူသော အရေးမျိုးလဲစိတ်ဝင်စားပွဲ တွေ့ရသည်ကလောက်တန်တိုင်းဟူသောအရေးလဲတွေ့၍ကြောက်တတိုင်းကိုဆိုလိုသလားဟုလဲတွေးမိသည် ထိုအရေးမျိုးကိုဒဝဲသူဒဝဲသားများအဖို့ဖတ်၍နားလည်ရန်ခက်မြင်မထင်ပါသို့တော်လည်းထိုခေတ်ကထိုအရေးအတိုင်းပင်ပြောခဲ့ကြသလားဟူသည်ကားမိကွန်ကြီးပဲတစ်ဖက်တွင်လည်းအပြောအတိုင်းပင်ရေးခဲ့နိုင်သည်ဟူသော ယူဆချက်လည်းရှိနေသည်ဖတ်ရန်များစွာကြံသေးတော်လည်းဖတ်မိသမျှတွင်ဤသူသော စိတ်ဝင်စားစရာအချက်အချို့ကို မျှဝေလိုက်ပါသည်အေးစင် အခုတင်ဆက်ခဲ့တာကတော့အေသင်ရဲ့ရှေးကျောက်စာအရေးနဲ့တဝယ်စကားသံပဲဖြစ်ပါတယ်။နောက်အပတ်တွေမှာလည်းအသံဆောင်ကားကဏ္ဍကိုစောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။